UFC မှာအလူလေတောက်ပါနေတဲ့ Rainier ကိုနှစ်ချိန်တိတိလုံးဝကို အပြတ်တမ်းအနိုင်ရခဲ့ဖူးတာတောင်မှမာလီကင်ကလုံးဝမထင်ထားတဲ့အရာတွေကို Rainier ကိုပြောလာတဲ့အတွက်ကဘာလုံးဝပြတ်တက်တွေကအော်အိုကေရပါရီ Rainier ကတော့တောက်လျှောက်ပြီး UFC မှာတောက်ပါနေပြီပဲဖြစ်ပါရီ UFC ကအကောင်းဆုံးနဗန်းသမားတွေကသူဦးဖြစ်တဲ့ဘူနီကေကိုအနိုင်ရပြီး၃-၄ရက်ပဲကြာတယ်နောက်ထပ်ထူဝဲ UFC ကချက်ချင်းပဲပြင်ဆင်ပေးလိုက်တာပဲဖြစ်ပါရီ အဒီထိုးပွဲကတော့ရိုင်းနီယာကထူးထူးခြားခြားပဲခေါင်းပွဲထိုးရမှာပဲဖြစ်ပါတယ်ရိုင်းနီယာဟာဒီဇူလိုင်22ရက်နေ့မှာကျင်းပမိ UFC Fight Night ပြိုင်ပွဲမှာ Robert Whittaker နဲ့ယင်းဆိုင်ပြီးခေါင်းပွဲထိုးရမှာပါရိုင်းနီယာကဒီပွဲတော့အောင်လာအန်ဆန်တိုရဲ့ K Club FC မှာနော်လီချေမူရီကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးတော့နီပြာဂျီဟန်ဒရီဟုတ်ကိုလေပွဲကိုခေါ်သွားမှာဖြစ်ကြောင်းလေးသိရပါရယ်ရိုင်းနီယာဟာတကယ်ကို UFC မှာကျန်းနေပါပြီ ကဘာစင်ကိုခွင့်ရတဲ့အထိရေမှန်းထားကြောင်းလေရိုင်းနီယာကဖွင့်ဟဝန်ခံထားခဲ့တာပဲဖြစ်ပါတယ်အခုတော့ပြိုင်ပွဲဟောင်ဂျီမာလီခင်ပေါ့ဗျာရိုင်းနီယာကိုအသေးနှစ်ကြိမ်တိတိထိုးသတ်ခဲ့တဲ့ UFC မှာရိုင်းနီယာရဲ့ဘဝကိုဆွဲချခဲ့တဲ့ရိုင်းနီယာကအောင်လအန်ဆိုင်ရဲ့ဘဝကိုဆွဲချခဲ့တယ်လို့မျိုးရိုင်းနီယာရဲ့ကဘာတစ်ခုစလုံးကိုသိမ်းပိုက်သွားခဲ့တဲ့မာလီခင်ကတော့အခုလိုမျိုးရိုင်းနီယာ UFC မှာတောက်ပနေတာကိုအကြီးကျယ်ပဲသဘောကျနေပါပြီမာလီခင်ကလေ UFC ကိုသွားမယ်ဆိုပြီးတော့တောင်တရင်တွေထွက်ပေါ်လာနေတာပါ UFC မှာက1 championship တက်သူကြီးတွေလည်းပိုများပြီးတော့ fighter တွေကိုပိုမိုပြီးတော့နေရာပေးသက်လေးရှိပါတယ်။ဒါကြောင့်မလို့မာလီခင်ကလေး UFC ကိုစိတ်ဝင်စားနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာနေတာပါ။ဒီတော့ Rainier က Bonnie ကို အနိုင်ထိုးပြတုံးကလေးအောင်လအဆန်းပါဝင်မာလီခင်ကလေး Rainier ကိုချီးကျူးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီကောင်မလေး Rainier ကိုလုံးဝထင်မှတ်ထားတဲ့ကိစ္စရီးမာလီခင်ကပြောလာပါတယ်။ မာလခီကရိုင်းနီယာကတဲ့ UFC ရောက်မှစွမ်းဆောင်ရည်ကောင်းတာမဟုတ်ပါဘူးတဲ့ကျွန်တော်နဲ့ထိုကလေးကသူ့ရဲ့ရဲရဲမှုတွေကိုအွန်အွန်သင်ခဲရတာပါလို့ဆိုပါရီကျွန်တော်ကိုအခုလို level မျိုးထိအောင်သုံးပို့ခဲ့တဲ့သူကရိုင်းနီယာပါတဲ့ရိုင်းနီယာနဲ့ထိုးဖို့ကျွန်တော်မှအများကြီး legend ပြင်ဆင်ခဲ့လို့ဒီအဆင့်ထိသက်လန်းနိုင်ခဲ့တာပါဆိုပြီးတော့မာလခင်ကအချီးကျူးသွားခဲ့တာပဲဖြစ်ပါတယ်အခုသူ UFC မှာနိုင်ပွဲတွေဆက်နေတယ်ဆိုတာကပြိုင်မဲ့တွေကသူ့ရဲ့အဆင့်မျိုးရှိတဲ့သူတွေမဟုတ်လို့ပါပဲတဲ့ဗျာရိုင်းနီယာက ကမ္ဘာအကောင်ဆုံး promotion တစ်ခုဖြစ်တဲ့ One Championship မှာနှစ်ထပ်ခွန်း Champion အောင်ဖြစ်ခဲ့တာလေတဲ့အရင်ကသူထိုးတာက205ပေါင် Middleweight တန်း225ပေါင် Heavyweight တန်းမှာဖြစ်ပြီးအခုသူက185ပေါင်မှာထိုးတာလေတဲ့ Hydration test လည်းမရှိတော့ဘူးသူ body size နေသားကပြိုင်ဘက်တိုင်းတော့ချင်းချောက်မှုတစ်ခုပဲဆိုပြီးတော့မာလီခင်ကသုံးသပ်ပြသွားခဲ့တယ်ဘယ်သူကမှ Rainier ကို short တော့မထားသင့်ပါဘူးကျွန်တော်မြင်မှာတော့သူဟာလက်ရှိเนาะ UFC သူတို့ weight တန်းမှာ ထိတ်ဆုံးအဆင့်၃ရောက်စင်းဝင် ဖြစ်နေပါပြီတဲ့ဗျာသူ့ကိုတားဆီးနိုင်ဖို့က Hanset Chimares တယောက်ပဲကျွန်တော်မြင်တယ် Janet Fighter တွေအားလုံးကိုတော့သူကောင်းကောင်းပုံကြီးရှင်နိုင်ပါလေဆိုပြီးတော့ Mali King ကသူ့ရဲ့ပြန်မဲဟောင်းကြီးဖြစ်တဲ့ Rainia ကိုအကြီးကျယ်ချီးကျူးသွားခဲ့တာပဲဖြစ်ပါ ರಿ Rainia ကတော့ပြောပါ ರಿ မိကိုကိုယုံကြည်တာနဲ့မိမိကိုကိုယုံကြည်မှုလုံခဲ့ပြီးအထင်ကြီးလို့နာကလုံးဝမတူပါဘူးတဲ့ဗျာအခု UFC မှာကသူ့ကိုသူအထင်ကြီးလို့နာမဟုတ်ဘဲနဲ့အထင်ကြီးနေတာမဟုတ်ဘဲနဲ့ အကဲကို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 ယုံကြည်မှုဆိုတာကဘာလဲဆိုတာရှိပြီးတဲ့နောက်ပိုင်းမှာအခုလိုစွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ပြီဆိုပြီးတော့ Rainier ကရှင်းပြပါတယ်ဆိုတော့အခုလောဆယ်မှာတော့ Malik King ကလေ UFC ကိုစိတ်ဝင်စားနေပြီးတော့ UFC မှာသာ Malik King ရောက်ရှိသွားရင်တော့ Rainier နဲ့ထပ်တွေ့ရဖို့ရှိနေတယ်ဆိုပြီးတော့ချိုးတော့ပြတ်တက်တွေကတော့ရေးသားပေါ်ပြနေချားတာကိုလေးတွေ့ရပါတယ်ဗျာ